နောက်ဆုံးမှာတော့အပိုင်း7ကိုရောက်ရှိလာခဲ့ပါပြီ။စတိုးဆိုင်ထဲကနေကိုစီဖုံပြောရင်ထွက်လာတဲ့သူနှုတ်ကတော့စုံနောက်နဲ့ထောင်မိုးလို့ဖြစ်ပြီးစုံနောက်ကတော့ထောင်ပိုင်ကိုပြန်လို့ရပြီလို့ပြောနေတာကြောင့်ထဲကျွတ်နောက်မမိသေးတာကိုဘာလို့လဲဆိုတဲ့အကြောင်းကိုမေးနေကြတာကြောင့်ဆုံးတော့ကတော့ငါတို့တွေကအထက်ကခိုင်းရင်ခိုင်းတဲ့အတိုင်းလုပ်ရတာပဲမဟုတ်ဘူးလားလို့ပြောပြရင်အကြောင်းပြချက်ကဘာရေးကြည့်လို့လဲလို့ပြန်ပြောပါတယ်။ထောင်မှုကတော့ဘာပဲဖြစ်ဖြစ်တိမဖြစ်မယ်လို့အသေးအံပြောနေတော့ဒီလောက်သိကျင်နေဆိုရင်ကားပေါ်တက်လိုက်လို့ပြန်ပြောပါတယ်။ ဖာမှုလည်းခက်တင်းတင်းနဲ့ကားပေါ်ကိုတက်ကာအเจ้าရကိုတီးရဖို့လိုက်လာခဲ့ပါတယ်။တစ်ဖက်မှာတော့ကားဝဲရှော့မှာနိုယိုရှက်ကကားပြစ်စရာနဲ့စကားပြောအပြီးတမိဖြစ်သူနဲ့ထဲကျွန်းနောက်ကိုလိုက်သွားရင်ကောင်းမလားလို့မိတာကြောင့်ဝွန်ပီလည်းကားပေါ်တက်လိုက်ပါတယ်။အဲ့အချိန်မှာပဲရဲကားတွေရောက်လာကနှုံယုံရှိကိုအင်အားသုံးကဖမ်းဆီးဖို့လုပ်နေတာကြောင့်စုံနောက်ကားတွေကနေထောင်မူရန်ထွက်လာပြီးတားဖို့လုပ်နေသလိုဝွန်ပီလည်းဝယ်ဆွဲဖို့ကြိုးစားနေခဲ့ပေမဲ့ရဲတွေကတော့တားဆီးထားခဲ့ပါတယ်။အဲ့နောက်စုံနောက်က နွေယုံရှိကိုခမည်းကိုလွတ်တော်အမတ်ဘေးကိုတတ်တဲ့တနည်းရှိသူအဖြစ်အေးပေါ်ဖက်စီးကြောင်းကိုပြောနေကလှုပ်ထုံးလုံနေရတဲ့အတိုင်းနှုတ်ဆိတ်နေပိုင်ခွင့်ရှိပြီးရှင်းနေငားရံခွင့်လည်းရှိတဲ့အကြောင်းကိုပြောနေတော့ဦးမီကတော့သူ့အဖေကဒီလိုမျိုးတွေမလုပ်တဲ့အကြောင်းကိုပြောနေခဲ့ပါတယ်။စွန်တော့ကတော့လူယုံမှာပြုံးနေပြုံးနေရင်နောက်ဆုံးမှာတော့နွေယုံရှိကိုစကန်ရှိကိုဖမ်းခေါ်လာရင်တရင်သမားတွေကတော့အော့အော်တောင်းနေဖြစ်နေခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲတရင်ကနေ ဇနီးကိုတတ်မှုဖြင့်ထောင်ဒဏ်20ကျခဲ့ပြီးပြန်လွတ်လာတဲ့နေုံရှေကအမတ်ဘက်ကိုချိန်ဆောက်စာပို့ခဲ့ပြီးငွေညစ်ရက်ခဲ့ပေမဲ့အเจ้าမပြန်တာကြောင့်စိတ်မထိတ်နိုင်ပဲတက်ပစ်လိုက်ပြီးနောက်ဆုံးမှာတော့ဖမ်းမိခဲ့တဲ့အเจ้าကိုကြီးညာနေတာကိုထဲကျွန်းကြသွားခဲ့ပါတယ်။အဲဒီနောက်စကန်ထဲမှာနေုံရှေရဲ့ DNA တွေကိုယူနေခဲ့ပြီးစုံနောက်တွေကတော့ဘာလို့တက်ပစ်လိုက်တာလဲလို့မေးနေခဲ့ပေမဲ့သူမလုပ်ခဲ့ကြောင်းကိုနေုံရှေကငြင်းနေခဲ့ပါတယ်။စုံနောက်တွေကတော့ဒါဆိုရင်လေငွေညစ်ခဲ့သေးလားလို့မေးနေတဲ့အချိန် ေစကဲအပြင်မှာတော့အဖေဖြစ်သူကိုစိတ်ပူလို့လိုက်လာတဲ့အွန်ဘီကအဖေဖြစ်သူနဲ့တွဲခင်မပေးလို့စိတ်တူနေခဲ့ပါတယ်။စုံတော့တွေကတော့ဘဲဘဲအိမ်ကအခင်းဖြစ်ခဲ့တဲ့ဓပုံတွေကိုထုတ်ပြနေခဲ့ပေမဲ့နှွေုံရှိကတော့ဇက်တိုက်ညင်းနေခဲ့ကသတင်းတွေမှာတော့နှွေုံရှိရဲ့အိမ်ထဲကနေတေဆုံးသူရဲ့ DNA ကိုတွေ့ရှိခဲ့တဲ့အကြောင်းကြေညာနေခဲ့ပါတယ်။အိမ်နောက်ရှိနေက DNA စစ်ထားတဲ့ဆိုင်ရွက်ကိုနှွေုံရှိကိုထုတ်ပြရင်နှွေုံရှိရဲ့ DNA ဟာတေဆုံးသူရဲ့အိမ်မှာလည်းတွေ့ရတဲ့အကြောင်းကိုပြောနေရင် ရှေ့နေကတော့တက်သေးတွေထင်ရှားနေတာကြောင့်သူဒီလောက်ပဲကိုကြီးနိုင်တော့မယ်လို့ပြောပြရင်အစိုးရရှိနေတယောက်ထောက်လာခဲ့ရင်ဒါအမှန်တိုင်းထွက်ဆိုပေးဖို့မှာသားကထွက်လာခဲ့ပါတယ်။နှုံယုံရှိကတော့အပြင်မှာတယောက်တည်းကျန်နေခဲ့တဲ့သမီးဖြစ်သူအွန်ဘီကိုစိတ်ပူနေခဲ့ကအဆောက်တွေကိုလည်းအကူအညီတောင်းခဲ့ပေမဲ့နောက်ဆုံးမှာတော့ထိမ့်သိမ်းခံလိုက်ရပါတယ်။အိမ်နောက်ညာဘက်မှာရောက်တဲ့အခါမှာတော့အချုပ်ကန်ကိုစုံတော့ရောက်လာပြီးရဲတယောက်ကိုနှုံယုံရှိမှုကိုမြ мян တက်ဆတ်တက်ဖို့ပြောပြီးသမီးဖြစ်သူကလည်းပြစ်မှုကနေရရှိလာတဲ့ငွေတွေကိုခွဲယူထားတဲ့တပ်တွေရှာတွေ့တဲ့အကြောင်းကိုပြောနေတာကို ကြားတော့ရင်လို့ရှိကတော့ရှုပ်ခန်းနေကနေဒီကိစ္စကဝန်ပီနဲ့မဆိုင်တဲ့အကြောင်းကိုပြောကသူ့တမီးကိုထိရင်မင်းတို့အကုန်လုံးကိုတပ်ပစ်မယ်လို့ပြန်ပြောလိုက်ပါတယ်။စွန်တော့ကတော့မင်းတမီးကိုဒီလိုတွေမဖြစ်စေချင်မင်းမြဝန်ခံလိုက်ဖို့ပြန်ပြောလိုက်ကလို့ရှိကတော့တောက်ကမီးအပူတွေနဲ့ချုပ်ထဲမှာဘာမှလုပ်မရပဲကြဲရည်နေခဲ့ပါတယ်။တစ်ဖက်မှာတော့နေုံရှိရဲ့ဆိုင်ကိုထဲကျွန်းရောက်လာကာ ဝန်ပီလို့အော်ခေါ်ရင်လိုက်ရှာနေခဲ့ပေမဲ့နောက်ဆုံးမှာတော့ယိုဟန်ချိတ်ထားတဲ့ CCTV ကိုတွေ့တာကဖြုတ်ထုတ်ပြီးပစ်ထုတ်လိုက်ရင်စိတ်တူနေခဲ့တဲ့ချင်းအပြင်ကနေအတန်ကြားလို့တွက်ကြည့်ရတဲ့အခါအဖေဖြစ်သူကိုလူသက်သမားလို့ရေးထားတဲ့စာရီကိုတကားကနေတုံနေတဲ့ဝန်ပီကိုတွေ့တာကဝမ်းနေနေတဲ့ဝန်ပီကိုလက်ကနေဆွဲခေါ်လိုက်ရင်ကျောင်းတနေရမှာတော့ထဲကျုံးကဒီအမှုကဦးလေးကြီးမမဟုတ်ဘူးဆိုတာမင်းရောငါရောသိတာပဲမလားလို့ပြန်ပြောပါတယ်ဝန်ပီကတော့ဘာပဲဖြစ်ဖြစ် သူတို့ပြောတာကိုဘသူကယုံမှလဲလို့ပြန်ပြောကသူတယောက်တည်းဘလို့လောက်ရမလဲလို့ဆိုရင်ငွေရတဲ့အွန်ဘီကိုနှစ်သိပ်ပေးရမယ်စားဒါရီအကုန်လုံးကသူ့ကြောင့်ဖြစ်ရတာမို့ငါကဘလို့ပဲဖြစ်ရအောင်ဖြစ်ရှင်းမယ်လို့ဆိုကထွက်လာခဲ့ပါတယ်အွန်ဘီကတော့ငိုရရင်ဘယ်သွားမလို့လဲလို့မေးနေခဲ့ပေမဲ့စော်ပြေကောင်ကတော့အဖက်တောင်မလုပ်ခဲ့ပါဘူးအဲနောက်မှာတော့ယိုဟန်ကအပိတက်ထားတဲ့ကျိုးဆဲချထားတဲ့ရုပ်ထုအပေါ်ဝိုင်းတွေကိုလောင်းချနေတာကိုထင်းတော်ရောက်လာကအခုတရားမြောက်ဘဘူးလျာပဲလို့ဆိုလိုက်တာကြောင့်ဒါရီကိုအကုန်ရည်ထားခဲ့တာလားလို့ပြန်မေးလိုက်ပါတယ် အထင်းတော်ကတော့ဒီတစ်ခေါက်တရာပြည့်လေးလံပွဲမှာအထိမ်းမှအဖြစ်တခါတည်းလူလုံးထွက်ပြတာပုံမကောင်းဘူးလားလို့အကြံပေးကအကောင်းဆုံး LLE ရဲ့လက်ရာအန်ယိုဟန်လို့ပြောတာကြောင့်ယိုဟန်ကတော့တစ်စလုံးဘုံွယ်လို့ရမှလည်းမဟုတ်တာလို့ဆိုရင်းနဲ့အကြံကိုသဘောတူလိုက်ပါတယ်။အထိမ်းတော်ကတော့ဒီတစ်ခေါက်လက်ရာကိုတော့သူ့ရအောင်ဝယ်မယ်လို့ဆိုတာကြောင့်ယိုဟန်လည်းအန်အောသွားကဒီလက်ရာတွေကိုငွေနဲ့လက်ခံခဲ့တာကဒီရုပ်ထုတွေကိုသူတို့ရဲ့တကယ်အစစ်မှန်ခန်းစားချက်တွေနဲ့မတတ်နိုင်တဲ့အဆုံးကံကြမ္မာကိုလက်ခံလိုက်ရတဲ့ပုံစံကိုကြည့်ရတာပျော်လို့ဖြစ်တဲ့အကြောင်းကိုပြောပြပါတယ်။ အဲ့နောက်မှာတော့ထေကျွန်းတယောက်ယိုဟန်တန်ကိုဖုန်းခေါ်လိုက်ပြီးယိုဟန်ကတော့ဒီတစ်ခါဖုန်းခေါ်တာနောက်ကျတာပဲလို့ပြန်ပြောရင်ထေကျွန်းကတော့မင်းကအပေါ်ဘာလို့ဒီလိုတွေလုပ်နေတာလဲလို့မေးရင်မဆိုင်တဲ့သူတွေကိုဆွဲမထည့်ပဲမင်းနဲ့ငါပဲစရင်ရှင်းမယ်လို့ပြောပြပါတယ်ယိုဟန်ကတော့အမန်ဆိုနိုယုံရှိကအပြစ်မှမရှိရပဲလို့ပြောရင်းနဲ့ဒါဆိုရင်လည်းမင်းကိုရွေးချယ်ခွင့်ပေးမယ်လို့ဆိုလိုက်ပါတယ်အဲ့နောက်မှာတော့ယိုဟန်ပြောတဲ့နေရာကိုထေကျွန်းရောက်လာပြီး ဖုံးပေါက်တွေကထည့်ထားတဲ့အမက်ဘဲကိုတတ်တဲ့ဓာတ်ကိုယူပြီးနှိုးရွှေအစာအပြည့်ဝင်ခံမှလားဒါမှမဟုတ်ဘေးနားကချက်လက်မှမလိုချင်တော့ပတ်စံကိုရေးမလားလို့ရွေးချယ်ခိုင်းတော့ကြောင့်ထဲကျုံးကတော့ငါ့ကိုဘာလို့ဒီလိုတွေလုပ်နေတာလဲလို့မေးလိုက်ပါတယ်။ယူဝန်ကတော့မင်းတို့တွေကငါလိုအပ်တဲ့နေရာမှာရှိနေတဲ့ဇက်ကောင်တတ်တဲ့ပဲလို့ပြောရင်းနဲ့တောက်မှန်စကားလည်းမျော်လင့်မနေဘူးပြောကလူဆိုတာလမ်းလျှောက်ရင်းနဲ့လဲမတော်တဆပယောစိတ်တွေကိုနင်းမိနိုင်တာပဲလို့ဆိုကအဲ့လိုဆိုရရင်လည်းပယောစိတ်တွေကိုအားနာပြီးတောက်မှန်ဘူးတာရှိလားလို့မေးလိုက်ပါတယ်။ နောက်ထပ်နှိုးယုံရှိကလည်းဒီနေ့ညအတွင်းမှာတခခုဖြစ်လောက်မယ်ထင်တယ်လို့ပြောရင်အစောရက်ကငါနိုင်သွားပြီလို့ဆိုလိုက်ပေမဲ့ဒေဂျုံကဖုံးချပြီးထွက်သွားတာကြောင့်ပောက်ကွဲကတင်းနေခဲ့ပါတယ်။အချုပ်ခန်းထဲကနှိုးယုံရှိကတော့သမီးဖြစ်သူနဲ့ငယ်ဘွားကိုပြန်တွေ့ရင်ဝမ်းနဲ့အနေက အုံးမိငယ်ငယ်တို့ကအဖေဖြစ်သူထောက်ချနေတာကိုတငယ်ချင်းတွေဝိုင်းစားတာကြောင့်ထောင်ထဲကိုနောက်မလာဖို့ခလေးစိတ်တရားများစေဖို့မမထန်ထန်ပြောရင်းနဲ့နောက်ပိုင်းမှာတော့တားဖရီကြမှာအနေဝေးသွားခဲ့တာပါ။ဒါရီကိုပြန်တွေ့ရင်းနဲ့မျက်ရည်တွေစီးချနေခဲ့ပါတယ်။နောက်တနေ့မနေ့မှာတော့အဲ့တွေကမှာ ရှေ့နေမှာကသမီးဖြစ်သူကအသေးအတန်တွေ့ချင်လို့ခေါ်လာခဲ့ပေမဲ့အချိန်များကြီးမရတာမို့မြန်မြန်လေးပြောပေးဖို့မှန်နေခဲ့ပါတယ်။အိမ်နောက်ထမင်းစားရဲ့လားနှိမ့်ဆက်သေးလားလို့စိတ်ပူစွာမေးနေတဲ့သမီးကိုသဘောကျနေနေအနာကိုခေါ်ကဘသူပဲဗာမင်းမင်းဘာမှမပြောဘူးနဲ့သူ့ဇပွဲအောက်မှာပတ်စံဖွဲ့ထားတဲ့အကြောင်းကိုပြောနေတော့အချိန်ပြည့်သွားတာကြောင့်ထွက်လာခဲ့ပေမဲ့သမီးဖြစ်သူရဲ့ဘလို့လုံးမလဲလို့မေးတဲ့အကြောင်းလက်ကြည့်ုံကလွယ်ပြီးဖြေစရာမရှိခဲ့ပါဘူး။အဲ့ဒီချိန် ထောင်ရရှိရထမင်းစားနေခြင်းလူယုံရှိကပြစ်မှုကျူးလွန်ကြောင်းဝန်ခံလိုက်တဲ့တည်င်းကြတာကြောင့်စားနေရကနေစိတ်ဆိုးကထွက်လာခဲ့ပါတယ်။အဲနောက်စုံနောက်ဟန်ကိုတွေ့ခင်တောင်းလိုက်ပြီးထွက်ဆိုချက်ပေးနေတဲ့လူယုံရှိရဲ့ပုံစံကိုကြည့်ကစုံနောက်ကိုအချင်းနောက်ထဲမှာဆိုကြောက်ရွံ့ကောင်းတဲ့သူတွေအဖြစ်ဘလောက်ဆိုးဝါးကြောင်းပြဖို့ဟန်ဆောင်တဲ့သူတွေကိုသူ့ရဲ့အတွေ့အကြုံရမျက်နှာကြည့်ုံနဲ့သိနိုင်ကြောင်းပြောပြီးလူယုံရှိရဲ့ပုံစံကလည်းဒီလိုပဲလို့ပြောကသူ့သမီးအန်ရဲ့ဖြစ်မှာဆိုလို့လိန်ညာပြီးတော့ဝန်ခံနေကြောင်းကိုပြောလိုက်ပါတယ်။ ကျွန်တော်ကတော့စုံစမ်းစစ်ဆေးတာကိုတော့သူတို့လုပ်มาဖြစ်ပြီးထောင်မှုကတော့ထောင်ထဲမှာပဲအဆောက်လုပ်ဖို့ပြောကအချင်းများနေခဲ့ပါတယ်။အဲနောက်ကျန်ခဲ့တဲ့ထောင်မှုကတော့မတရားခံနေရတဲ့အတွက်တင်းနေခဲ့ပါတယ်။တစ်ဖက်မှာလည်းထေချွန်ကရဲစခန်းကိုကိုယ်တိုင်သွားပြီးတပ်တည်ခံထားကိုယူလာကအပြစ်ဝင်ခံလိုက်တာကြောင့်နှုံယုံရှိကိုလွတ်ပေးလိုက်ပါတယ်။အဲနောက်ဦးမီကတော့အိမ်မှာသူ့အဖေရဲ့ကင်မရာထဲကသူ့ငယ်ဘဝဗီဒီယိုကိုကြည့်နေတော့အဖေပြန်ရောက်လာတာကြောင့်သွားတော့လို့ငိုယူနေကမဟုတ်ရင်လည်းမဟုတ်တဲ့အကြောင်းမငင်းပဲဘာလို့ သူ့ကိုတယောက်တည်းဖြစ်အောင်နောက်တစ်ခေါက်ထပ်လောက်တာလဲလို့ငိုနေခဲ့တာကြောင့်သမီးကိုဖက်ကနှစ်သိပ်ပေးနေခဲ့ပါတယ်။စောနောက်ကတော့ထေဂျုံကအပြစ်ဝင်ခံခဲ့တာကြောင့်နှုံယုံရှိကိုထပ်ဖမ်းမရဘူးလို့ဖုံခိုးပြောနေခဲ့ပေမဲ့စကန်းကိုသူကိုယ်တိုင်ရောက်ချလာပြီးစိတ်ဆိုးကဒီနေ့လေးပဲတီးခတ်လိုက်တာနဲ့နှုံယုံရှိကသူ့ဘာသူတက်တယ်မှာကိုဘာလို့အပြစ်ဝင်ခံလိုက်တာလဲလို့စိတ်တူကမေးနေခဲ့ပါတယ်။ ။ထဲကျုံကတော့ဒီတလောမင်းကဘာကောင်းလဲ။ဘာလုပ်တဲ့သူလဲဆိုတာအရင်သိကျင်နေခဲ့တာလို့ပြောပြီးဒီလိုတွေ့လိုက်ရတော့လဲခလေးတတပဲလို့ပြောခံရတာကြောင့်ပြောကြမကောင်းတော့လို့ဒီလောက်တောင်သိကျင်နေလဲသိလိုက်တော့လို့ပြောကပြန်ထွက်လာခဲ့ပါတယ်။အေးနောက်ထားမိုင်းကိုဖုံးဆက်လိုက်ပြီးထဲကျုံမှုကိုဘယ်လိုဆက်လုပ်မှလဲလို့မေးတာကြောင့်သူတို့ပြန်လဲယူလိုက်ပြီးအမှုတွေထပ်တိုးခံရမှာမို့တသက်တကြုံဖြစ်သွားမယ်လို့ပြောလိုက်ပေမဲ့ချက်ချင်းပဲတတ်လိုက်ဖို့ပြောပြီးနီလန့်ကိုတော့ကို့ဘာသာကိုစဉ်းစားဖို့အမိပေးလိုက်ပါတယ်။နောက်တနေ့မှာတော့စကန်ကနေထောင်ကိုလဲပြောင်းဖို့ထောင်မှုရန်ကလာခေါ်နေက ထေချိုးရဲ့လက်ကတရားကိုကြည့်နေခဲ့ပါတယ်။အဲနောက်ကားရိုက်ကနေစားထွက်ဖို့ပြောလိုက်ရင်ဒီတလောမင်းကျေးဇူးကြောင့်နဲ့ထောင်ရဲ့မလုံခြုံတဲ့လမ်းကြောင်းတွေကိုလုံခြုံရေးတွေ့မြင်လိုက်ရတဲ့အကြောင်းပြောပြီးအရေးကြီးတဲ့လော်ကာထဲကအသက်ကြီးပဲပစ္စည်းတွေကိုဘာလို့ငါ့ကိုပေးတာလဲလို့မေးတာကြောင့်ထောင်ထဲမှာတော့ထောင်မှုကလဲပြီးတွေးမိတဲ့သူမရှိကြောင်းကိုပြန်ပြောပါတယ်။ထောင်မှုကတော့ငါကအဲ့ဒီပစ္စည်းတွေကိုလွှင့်ပစ်လိုက်ရင်ဘယ်လိုလုပ်မှာလဲလို့မေးတာကြောင့်ညှိုးနှံနေတဲ့အပင်တွေကိုတော့မပြည့်ရဘူးလေလို့ပြန်ပြင်းနေတဲ့ဝန်ခံလိုက်ပြီဆိုတော့လက်လျှော့လိုက်ပြီလားလို့မေးလိုက်ပါတယ်။ ထဲကျွန်းလည်းလက်လျှော့လိုက်ရပေမဲ့နှိုးယုံရှုကိုကယ်ဖို့ဝန်ခံလိုက်ရတာမို့နောက်တိုင်းများတဲ့အကြောင်းကိုပြန်ပြောပါရစေ။အေးနောက်ကားမောင်းတဲ့ယာရှိကိုရှေးနာကရရင်နာစကံမှာခဏနားဖို့ပြောရင်ကားကိုကိုယ်တိုင်တက်မောင်းပြီးတနည်းအားမရက်ခါထဲကျွန်းကိုလွတ်ပေးလိုက်ပြီးစုံတော့မဟုတ်ပဲထောင်မှုဖြစ်နေလို့ဒီလောက်ကလွယ်ပြီးမကူညီနိုင်ဘူးလို့ပြောရင်ဒီလန်းကနေသွားရင်ကားတစီစောင့်နေမယ်လို့ပြောလိုက်ပါရစေ။အေးနော်နောက်တစ်ခါမောင်းတဲ့နေရာတခြားနေရာမှာပြန်တွေ့ကြမယ်လို့ဆိုရင်မောင်းထွက်သွားကထဲကျွန်းမှာအပြစ်မရှိကြောင်းကိုစုံစမ်းသိရှိခဲ့တာကြောင့်သူကူညီနိုင်ခဲ့တာကိုကူညီပေးခဲ့ရင် ထောက်မရဲထေကျွန်းကိုတပ်ဖို့ပြောတဲ့ဇာတ်ကားတွေကိုကြားသွားခဲ့တာကြောင့်ဒီလိုလွတ်ပေးလိုက်တာပါအဲနောက်မှာတော့ထေကျွန်းကိုတော့နှုံယုံရှိတို့တာဖာကစောင့်နေခဲ့ပြီးလျှောက်တဲ့ပြန်လာတာတွေ့တယ်ထောင်မိုင်ကတော့ထေကျွန်းဘက်မှာလဲလို့မေးလိုက်ကထောင်မူရန်ကတော့အခန်းတကားကိုလော့ချရင်သူ့ကိုအေးအေးယူခံရမယ်အော်နေတဲ့ထောင်မိုင်ကိုတစ်ချက်ကြွေးလိုက်ပြီးငါကိုယ်တိုင်ခေါ်ထားတယ်လို့ပြောကပတ်စံကြောင်ထေကျွန်းကိုတပ်ဖို့လုပ်ခဲ့တာဝန်ခံပါလားလို့မေးရင်ဗဇက်ပိတ်ထားဖို့ကိုပြောလိုက်ပါတယ်အဲနောက်မှာတော့ရုတ်ထုပြပွဲကိုလူလုံးထပ်ပြဖို့အတွက်ယိုဟန်ရောက်ရှိလာခဲ့ပါတယ် တစ်ဖက်မှာလည်းထဲကျုံတို့တွေကလေကန်းတွေကိုကရင်ဝွန်ဘီကဒီတစ်ခေါက်တော့ဒီဘဲကိုအပြတ်သိမ်းချဖို့ပြောရင်ဇက်သိမ်းမှာတော့ယိုဟန်ကိုဘလို့ရိအပြစ်သိမ်းမလဲဒါမှမဟုတ်ထဲကျုံကပဲအပြန်အသိမ်းခံရမလားဆိုတာကိုပြန်လည်တွေးကြပါမယ်